တင်ရမယ်စီကနိုရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မေလာ၂ရက်တောက်ချန်နေ့မှာရန်သူသတင်းပေးတာတွေကြောင့်လို့ပွားကူခိုင်မှာစတားလေးတွေကိုတလားတိတိပိတ်သွားဖို့ညွန်ကြားထားတဲ့ဖြစ်စဉ်ဒီမော့ဆွန်မြို့နယ်နောက်ဖက်ချမ်းမှာတကူတိုင်းတမိုင်းအကြောင်းနဲ့ရိုးရာဝတ်စားစေမှုအကြောင်းကို၃ရက်တာတင်တန်းပို့ချပေးခဲ့တဲ့အကြောင်း K Pioneer အဖွဲ့ကဦးဆောင်ပြီးဂရီနီပြည်ရင်းကကြောင်းတုံးကြောင်းကနေထုတ်လုပ်တဲ့ မောင်ညင်းချင်ချောက်တွေကိုရောင်းချပေးနေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။လိုပွားခိုခရိုင်မော်ချီဒေသမှာရန်သူသတင်းပေးတာတွေကြောင့်ခရိုင်တွင်ဘုံကျဲခံရမှုတွေခက်စစ်စိတ်ဖြစ်လာချိန်မှာပဲ Starlink Internet အသုံးပြုတာတွေကိုတလားတိတိပိတ်ထားဖို့ညွှန်ကြားထားပါတယ်။အဲ့ဒီညွှန်ကြားချက်ဟာအချက်9ချက်ပါရှိပြီးအမိတ်စာနဲ့ထုတ်ပြန်ထားသလိုလိုပွားခိုခရိုင်ခရိုင်ပူပေါင်းအုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မှာထုတ်ပြန်လိုက်တာပါ။ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့ Greeny ပြည်မှာ Starlink Internet တွေကိုအသုံးပြုပြီးသတင်းအချက်အလက်ရယူတာဆက်သွယ်မှုတွေကိုပြုလုပ်နေကြပါတယ်။အခုလို Starlink တလားတိတိပိတ်လိုက်တဲ့အပေါ်မှာပြန်လည်ဆစ်စီပြီးအချိန်ပိုင်းဖြစ်ဖြစ်ပြန်လည်ဖွင့်လိပေးစီလိုတယ်လို့လို့ဘွားခုခိုင်ဒေတာခန်တူကပြောပါတယ်။ Starlink Internet ဆက်တွေကို Mochi အုပ်စုအုပ်ချုပ်ရေးမှုမှာလာရောက်စင်းပေးသွားရမှာဖြစ်တယ်လို့ဆိုပါတယ်။လို့ဘွားခုခိုင် ဘူပေါအောက်ချုပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်ထဲမှာစတားလီအတာနဲ့ပိတ်ထားဖို့ပြင်အရေးပေါ်ကာလအတွင်းစားတောက်ဆိုင်နဲ့ကုန်စုံဆိုင်တွေကိုမနက်6နာရီကနေည6နာရီထိသာခွဲပြုမယ်လို့ပါရှိပါတယ်။ဒါပြင်စစ်ဆေးရေးဂိတ်တွေမှာ လူဝေလူထွက်သွားလာမှုကိုတိတိကျကျစစ်ဆေးပြီးလူဝေမှုကြီးကြပ်ရေးဦးစီးဌာနရဲ့ထောက်ခါစာပါမှသာသွားလာခွဲပြုဖို့မော်ချီဒေတာအတွင်းဖြစ်ပေါ်တဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စေရတဲ့ဓာတ်ပုံဗီဒီယိုစတာတွေကို အွန်လိုင်းပေါ်သေးနာတွေလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒီမော့ဆွန်မြို့နယ်နောက်ဖက်ချံကခြေရွာတွေမှာရိုးရာရေကြီးမှုကိုထိန်းသိမ်းတဲ့အနေနဲ့တကိုယ်တိုင်တမိုင်းအကြောင်းနဲ့ရင်းပေါ်လူမျိုးစုတွေရဲ့ဝတ်စားဆေးမှုအကြောင်းကိုဧပြီလ29ရက်နေ့ကနေမေလ10ရက်နေ့အထိ3ရက်တာတင်ကြားပို့ချပေးခဲ့ပါတယ်။အဲ့ဒီတင်နာမှာတကိုယ်တိုင်တမိုင်းအကြောင်းစတင်ဖြစ်ပေါ်လာပုံတကိုယ်တိုင်ရဲ့အစိတ်ပိုင်းအခေါ်ဝေါ်ချက်ယူထိုးရတဲ့ရည်ရွယ်ချက် ရင်းပေါ်လူမျိုးစုတွေရဲ့ဆင်းသက်လာပုံရိုးရာဝတ်စားစီမှုတွေကို ပို့ချတင်ကြားပေးခဲ့တာပါ၃ရက်တာတင်တန်းဖွင့်လိုက်ခဲ့တဲ့အဲ့ဒီတင်တန်းကိုစပေးရှောင်းတဲ့ကြေးရွာခံတည်ရန်သူတည်ရန်သားစစုပေါင်း30ဦးတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ K-Pioneer ကနေဦးဆောင်ပြီး Greeny ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ကိုထူကိုထចောင်းတွေတဲက၃ចောင်းကိုပူပေါင်းပြီးမုံရင်းချင်ချောက်ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုလိုထုတ်လုပ်ရောင်းချတဲ့အစီအစဉ်ဟာပူပေါင်းဆောင်ရွက်နေကြတဲ့အကြောင်းသုံးချောင်းအတွက်တနည်းတဖို့အထောက်အကူဖြစ်စေဖို့ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါရယ်။အကြောင်းသုံးချောင်းကနေထုတ်လုပ်တဲ့မုံရင်းချင်ချောက်တွေကိုတော့ထုတ်လုပ်နိုင်တဲ့ပမနာရဲ့80ရာခိုင်နှုန်းကိုအကြောင်းကစားသုံးမှာဖြစ်ပြီး20ရာခိုင်နှုန်းကိုတော့ရောင်းချပေးနေတာဖြစ်ပါရယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံအတွင်းမှာရောင်းချပေးနေပြီးတထုပ်ကိုဘန့်ငွေ100နှုန်းနဲ့ K Pioneer ရဲ့ Facebook စာမျက်နှာ ဖုန်းနံပါတ်ဖြစ်တဲ့အပေါင်း66 6339 15 159ကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ကိုထူကိုထအကြောင်းတွေဖြစ်တဲ့ You Academy College YAC ၊ကေဖိုးတူ Learning Center နဲ့ကရားလီဖူ Learning Center ကျောင်းသုံးကျောင်းကိုပဲဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဥဆောင်ပြုလုပ်နေသူတွေကပြောပါတယ်။ပြန်လဲရောင်းချပြီးရရှိလာမယ့်ငွေတွေကို Green Hippie ကကိုထူကိုထအကြောင်းတွေမှာထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းပြည်သူပြည်သားအားလုံးစစ်ဘေးပါဝင်ကပ်ဘေးအမျိုးမျိုးနဲ့ကင်းဝေးကြပါစေရှင်။ကျမမော်လေးမြပါ။